ဘလို့မှခံရစရာမဟုတ်တဲ့နေရာဘလို့မှမဖြစ်ဖြစ်တဲ့နေရာမှာခံရရတယ်ဆိုတာကတော့ခင်ဗျားတို့ရဲ့ညံပြင်းမှုပါပဲခင်ဗျားတို့ညံပြင်းတယ်လို့တတ်မလို့တိတ်ခါကြတယ်ကြောက်လို့အားပေးထောက်ခံတဲ့သူတွေအနေဖက်ကနေအခုကြောက်သွားတယ်အာနာရှင်နောက်လိုက်လက်ပါစီရတယ်အဲ့တိုင်းသူတို့ကစူပီတာရတဲ့ခါကျတော့အာနာရှင်ကဒီလိုပုံမှာကောက်ပြေးဆုံးတယ်ဘယ်လိုသိသူတို့ကတစ်စိမ့်ပြီးပြီးပြေးဆုံးရတယ်သူကပြောသူတို့ကအာနာရှင်နောက်လိုက်တယ်လို့ချီးပုံတွေကချီးရောက်တယ်လို့ပြောကြတယ် ဟယ်လိုချယ်ရမီဘာပီတူညိုကိုမော်နမများအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် March လ12ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာလဲတော်လန်တရင်ကောင်းများဆော်ရှိတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ညမှာလဲပေါ့နော်တော်လန်တရင်ကောင်းများနဲ့အတူဘုံမရက်ကွက်ရဲ့ပောက်ကွဲလိုမျိုးတောင်းတွေလဲကြားမှာမလို့အဆဆုံးကျွန်တော်နဲ့အတူကြည့်ရှုပေးချဖို့ဒီနေ့ကနေတောင်းဆိုပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ခါတိုင်းလိုပဲတရင်တော်လေးတွေအယုံဆုံးချစ်လိုက်ရအောင်နော်ပထမဆုံးတရင်တဲ့ဘုံအနေနဲ့ကတော့ ရဟတတော်အေရဲ့စတွေ့မြို့တင်းတဲ့ဘွားဆိုရင်ရှင်မင်းကစစ်ကောင်စီရဲ့ထိုင်ချထားတဲ့ရေတပ်စခန်းနဲ့တုံးဆောင်ရွာနီးကိုရောက်ရှိလာပြီးတော့မှနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ကျွန်တော်သိရှိလာပဲဖြစ်ပါတယ်။ရှင်မင်းကရေတပ်စခန်းဗျမ်းဖြူရွာနဲ့ကျေးတော်ဘက်တွေမှာစစ်ကောင်စီကနေပြီးတော့မှတပ်စခန်းတွေရဲ့ခိုင်မောက်တိစောက်ထားတာရှင်မင်းကရေတပ်စခန်းဆိုရင်နေပြည်တော်များကြီးနဲ့ထိုင်ထားတာတိုက်ပွဲတွေထက်ပိုပြင်းထန်လာဖို့ရှိတယ်ကျွန်တော်တို့တောင်ရံကုန်းဘက်ကိုရွှေရမလားစဉ်းစားနေတာလေရင်ခစေးကြည့်လို့ခဏဆောင်ကြည့်နေတယ်လေရင်ခကျက်ဆယ်သိန်းကျော်တောင်ရှိတယ်ဆိုပြီးတော့မှအုံးသပင်ရွာသားတို့ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ တို့တို့မနေ့ကလည်းပေါ့နော်ကြားသိရတဲ့အတိုင်းအခုဆိုရင် A ကနေပြတော့မှာဒီစက်သူမျိုးတိမ့်တဲ့ပွဲနဲ့ကြောက်ဖြစ်မျိုးတိမ့်တဲ့ပွဲကိုတပြေးနေတဲ့ထိုးဆစ်စင်တိုက်ခိုက်နေတာဖြစ်ပြမစခွေးတွေကိုလည်းကျွန်တော်တို့ဘက်ကနေပြတော့အပြတ်ချေမိုးနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်အဲ့နှမျိုးထက်ဘယ်တမျိုးอ่ะပေါ့နော်အယုံအဆုံဆိုးလောက်သွားမလဲဆိုတာတော့ကျွန်တော်စောင့်ကြမှာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ မကွေးတိုင်းကဖဲမျိုးနယ်မှာရှိတဲ့နိုင်ရကံပြူဟာကိုအရခတ်တော် AA နဲ့ပွန်တပ်တွေကနေပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့မှစစ်ကောင် CS ခန်းချိုးကိုတင်ပလိုက်တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ AA ကတော့ကြမ်းတယ်နော်။စစ်တပ်ကနိုင်ရကံနာကယော်ရီမှာပါတဆွဲပြီးတော့မှ AA ကိုပြန်တိုက်နေတာရှိပါတယ်။လက်တလောတော့စစ်တပ်ကစွန်သက်ထိထင်းချုံမှုရယူထားတဲ့ရဲခါနဲ့လူရင်အားပို့နေတယ်ဆိုကြတဲ့ကလမ်းပိုင်းစုံမှုမှုယူထားနိုင်တဲ့သဘောပေါ်ဆိုပြီးတော့မှတပ်သတိမိကနေပြီးတော့မှပြောဆိုထားပဲဖြစ်ပါတယ်။ AA ကတော့ဟုတ်စံသူတို့ဒီရခိုင်ပြည်နယ်ထဲမှာလဲပါနော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဂျင်းမိုးနေတာဖြစ်ပြီးတော့မှကျွန်တော်တို့အတိုင်းတိုင်းတိုင်းစစ်စင်နေပြီးမှထဲကကိုတော်လိုင်းရဆုတွေနဲ့ပူပေါင်းပြီးတော့မှတိုက်ခိုက်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုဆိုရင်တော်တော်လေးကိုပေါ့နော်အလူလဲနဲ့ခါနေရတာပြီးတော့မှတတတဲ့တွေရဆုံလဲမျိုးစာဖြစ်တဲ့တို့အဖြစ်ထိခိုက်တန်ရတဲ့လူကြီးရပြီးတော့မှအခုဆိုရင်တို့တွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအခုဆိုရင်စီးုံစီးခန့်တွေတော့မလောက်တော့ပဲနဲ့မြို့တော်ခမ်းမတွေထိပါတို့ရနေပြီးတော့မှပေါ့နော်စေကူတော်မှုခိုင်းနေရတယ်လို့ကျွန်တော်တို့ကြားသိရတာပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းရင်းနဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးပြောဆိုထားလဲဆိုတာကျွန်တော်စัจကြည့်လိုက်ရအောင်နော်ဘောမကြီးကိုပြောလိုက် တစ်ဖက်နဲ့တစ်ဖက်ကတည်ရင်တော့တင်ကြတယ်ဒါပေမဲ့တည်င်းတင်နေဆိုတဲ့နေရာမှာတည်င်းတစ်ခုကိုကိုကတင်တော့မယ်ဆိုကြောရိုးမှန်တိုင်းအောင်ပြတ်လို့မရမဟုတ်တဲ့တည်င်းကိုဟုတ်လို့လို့မရဘူးဒါတည်င်းတည်င်းမီဒီယာမှာမဟုတ်ဘူးတည်င်းကိုအားပေးတဲ့သူတည်င်းထောက်ခံတဲ့ဒူလီယာဆန်ကျင့်လို့လိုက်နာရမယ်ဒါတည်င်းနဲ့ပတ်သက်တဲ့ကျင့်ဖို့ဒါပေမဲ့စစ်ကောင်စီဘက်ချမ်းကလော်ဘီတွေတင်တဲ့ကြီးလိုက်မဟုတ်တဲ့အရာကြီးကိုဟုတ်လို့တင်ဖို့လဲဝင်မလဲသူတို့သူတို့မီဒီယာတဲ့ ်ဟုတ်တယ်နော်ဒီဆိုလာအခုလိုမျိုးအဲ့လိုပုံလေးတော့တိတိတက်ပြရတယ်မြို့တော်ခန်းကဒီဂရင်းနေချပြီးခုတာနေရတယ်ခွေးတွေဘာဖြစ်လဲသမာဓိတက်တည်ပါလားအဲ့ဒီပုံစံဖြစ်ကောင်နော်ငပောက်တို့တော်ဆိုးဟောင်းတို့ဟမ်ဇော်ဘုံဦးတို့ဟာအဲ့ကောင်လေဆိုအရှင်းမှာပုံစံလုံးချပြီးတော့ပြောချင်တာထိုင်ပြောနေတယ်ပြီးတော့သူမီဒီယာနဲ့စောက်ကြိုးတဲ့မီဒီယာဟမ်အဲ့တော့ဖတ်ပါထားတော့ပြောချင်တာကစစ်ကောင်စီအခုစစ်မှုထမ်းဥပဒေကြောင့်ပါဝါတဲ့လူတွေကတော့နော်ခါတော့အကယ်၍ထက်ဆွဲအောင်မှာမင်းအောင်နိုင်ရတော့သူအာနာ မင်းအောင်နိုင်ငံမှာလေကျွန်တော်ဆိုအဲ့ဆက်ဆုံးမှာတော့ဒါရှင်းရှင်းလေးမင်းအောင်နိုင်ငံအင်မတန်ဆောက်တော့မကြတဲ့ကောင်မလို့အာနာမရတာတကယ်ကတက်တက်တတလှုပ်ရဲတဲ့ကောင်ဆိုအာနာရသွားပြီကျွန်တော်တို့တော်လိုင်းမှာအင်မတန်အင်အားနဲ့ဗာအင်အားနဲ့တီတူအင်အားနဲ့တာပေါ့စီးလုံးညီမျိုးမအင်အားနဲ့ဘာကြောင့်မလို့တစ်ဖက်ရန်သူတွေဘလောက်ပဲအင်အားကြီးတဲ့ရန်သူဖြစ်နေလို့စီဒုတဲ့ကြီးတဲ့ရန်သူဖြစ်နေတယ်စီးလုံးညီမျိုးမှုဆိုတော့ကျစ်နဲ့ခိုင်မာမှုမရှိရန်သူဘက်ကအေးအေးဆေးဆေးလို့ရတယ်ဟုတ်တယ်ကျွန်တော်တော်လိုင်းဘက်မှာအင်မတန်အားနဲ့ချက်တယ်တီတူတွေတောက်လျှောက်ရှိရတဲ့တော်လိုင်းအင်အားစုတွေဘက်မှာမစီးလုံးဘာမစီးလုံးတာ နံပါတ်1တိုင်းသားအိရအိုးစင်အခုဒီနော် COC ပုံစံပြောတာမဟုတ်ဘူးဒီမဟာမိတ်ပုံစံပြောတော့ချစ်လျောင်ဆောက်လို့မရဘာဖြစ်လို့မရတာမင်းလဲစစ်ကောင်စီကိုတော်လှန်နေငါလဲစစ်ကောင်စီကိုတော်လှန်နေမင်းလဲဒီစစ်အာဏာရှင်ကိုခက်ဆက်ဆက်တော်လှန်နေသူတို့ပြောတယ်နှစ်ပေါင်း60ငါလဲစစ်အာဏာရှင်ကိုနှစ်ပေါင်း60တော်မင်းနဲ့ငါနဲ့နော်ညှိနှိုင်းဆွေးနွေးပေါင်းဆက်ပြီးတော့အတူတကွလက်တော်ပြီးတိုက်ပွဲဝင်ပုံမအောင်မြင်နိုင်ဘူးလားဒါပေမဲ့လို့ဒီနေ့ချိန်ဒီတိုင်းသားအိရအိုးစင်ခုနိမြေဘူးဟိုမှာ KIA နဲ့ကချင်အောင်နေတဲ့ KIA နဲ့ချန်ကြနော်ပြစ်တော့မပြစ်ဘူးဂိတ်တွေဝင်ပြဝင်စီဝင်ထုရိုက်ဘာတွေလဲဒါတွေဆက်ပြစ်စရာကြီး ရှက်เสียကြီးဟဲ့လားမရှက်ဘူးလားနေအမှလောက်လဲကောင်းကြီးရတော့ဒါလုံးဝမဖြစ်တဲ့ကိစ္စအဲ့တော့ကျွန်တော်တို့ဘက်ကရန်သူဒီ institution ကောင်းတယ်ကျွန်တော်အမြဲပြောတယ် COC အခုထိကြစ်လက်သေးတယ်ဒါပေမဲ့ကျွန်တော်တို့တော်လှန်ရေးဖက်အချမ်းမှာနေပေါင်း60တို့တို့တို့အင်အားကိုဘယ်လိုပြောမလဲစာပစ်ရှိပါတယ်စီနီယာဘာလို့ပြောနေတဲ့ဘိုင်းသားအိယာဦးစီအခုထိမစည်းလုံးနိုင်ဘူးအခြားလူမျိုးနဲ့အခြားလူမျိုးစည်းလုံးဖို့မပြောနဲ့လူမျိုးတစုတည်းတော့မှအဖွဲ့တွေကများစွာပွဲနေကရင်စိုးပနေဖွဲ့နော်ကောသူလေး KDL လေးဘာလို့ပို့လဲစစ်ကောင်စီကိုတိုက်ဖို့ KNU ဘာလို့ပို့လဲစစ်ကောင်စီကိုတိုက်ဖို့ ုတ်တယ်နော် KND ကို KNU ကပြီးလို့ရှင် APC တို့ဘာလို့အားလုံးကဒီတော့ဟိုလွတ်မြောက်ရေးဆိုတဲ့အကြောင်းပြချက်တင်လက်နက်ကင်ထားကြတာဒါပေမဲ့ကိုလူမျိုးစုသူတွေမှာတော့တောက်တဲ့အချင်းဖြစ်နေကြည်ဆိုတော့ဒါကြီးကဘလုံးမနားတယ်လို့မရတဲ့အရာကြီးအပြည်သူတွေအနောက်ကအပြည့်အဝရှိတာတောင်မှအရှင်းမနေနေတဲ့လက်နက်ကင်ကအဲ့ဒီစီလုံးညီညွတ်မှုကိုမတီးဆောင်နိုင်ဘူးဆိုတော့ကျွန်တော်တို့တော်နိုင်ရေးကဒီလောက်ထိအင်အားကောင်းလာတာကံကောင်းတယ်ပြောအင်မတန်မရောက်နိုင်စောက်ပေါ်မကြတော့ကဲဒီမှာကိုစီပြောတော့တဲ့အရာကိုကောင်းတယ်နော်အခုဆိုရင်ကျွန်တော်တို့အင်းနဲ့ဖုန်းတစ်ဖက်ကိုနေရနေပြီးတော့မှ ဒီစစ်ကောင်စီတွေရှိတဲ့ဒီပကူးမကွေးစားတဲ့ပေါ့နော်ကပ္ပါဆဆလေးတင်းယုံတွေဒီတိမ်ပရရရှိဖို့စ조사နေတာပမာစစ်ခွေးတွေရဆုံးလဲတူတူလဲကိုဘယုံသုံးကားနေပေါ့နော်ဖြစ်နေကြတယ်လို့ကျွန်တော်သိရှိတာပဲဖြစ်ပါတယ်လူမျိုးစစ်ကောင်စီအနေနဲ့အလဲလဲပြပြဖြစ်နေတဲ့အချိန်မှာကျွန်တော်တိမ်သားလင်းနဲ့ကန်တဖွဲ့တွေတစ်ခုနဲ့တစ်ခုကြားထဲမှာ ချင်းချင်းစီလုံးပြီးတော့မှပေါ့နော် COC တစ်ခုတည်ဆောက်ဖို့လွန်နေတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့အနေနဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားထဲမှာလည်းပြိပခါတွေကိုအများဆုံးဖြည့်ရှင်ပြီးတော့မှကျွန်တော်ရဲ့ဘုံရသူဖြစ်တဲ့စကောင်စီကိုအကောင်းဆုံးအခြေအနေမှာပေါ့နော်အလဲထိုးနိုင်ဖို့လွန်နေတာပြီးတော့မှပြည်သူဘက်ကနေပြီးတော့မှလည်းအခုဆိုရင်အားလုံးဝိုင်းဝန်းပြီးတော့မှပံ့ပိုးနေတာမို့လို့ဒီကိစ္စကိုအများဆုံးကောင်းထည့်ဖို့ဖို့လွန်နေတာပဲဖြစ်ပါတယ်စကောင်စီကနေပြီးတော့မှအခုဆိုရင်ပြိပခွန်ကြီးတွေရဲ့ရဲ့ပြီးတော့မှကျွန်တော်တို့တော်လိုင်းကိုဖြိုခွင်းဖို့လွန်နေပြီးမဲ့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီစကောင်စီကိုအားလုံးသူကပူးပေါင်းပြီးတော့မှတပေါင်းစုကြီးတစ်ခုအတွင်းနဲ့ တည်ဆောက်လိုက်မယ်ဆိုတော့စခွေတတရဲ့နေဝင်ချင်ဟာကျွန်တော်တို့2025ခုနှစ်ထဲမှာပဲဖြစ်နိုင်မယ်ဆိုတာကတော့ကျင်းတည်ဖို့ပြောလို့ရနေတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ not have video သဘောအနေနဲ့ဘေးကဆီလင်းနဲ့ပစ္စည်းတက်ကပေါ့နော်။အောက်ခြေတတတွေရဲ့အကျိုးခံစားခွင့်တွေကိုရယူနေကြတဲ့စခွေရာရှိတွေရဲ့အကြောင်းတင်ဆက်ထားတဲ့တင်လေးကျွန်တော်စစ်ကြည့်လိုက်အောင်နော်။ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တဲ့ကစကားသံအစီအစဉ်အနေနဲ့ကံယူတိုင်းဒေတာတိုင်းစစ်ဌာနချုပ်ကာယခလောက်ခံဆစ်လက်နဲ့ပစ္စည်းတက်ကစစ်တီတဝူးရဲ့အစာကိုဖတ်ပြပေးမှာဖြစ်ပါတယ် ကျွန်တော်ကအမှတ်340ဆင့်လက်နက်ပစ္စည်းတက်ခွဲဘိမျိုးကပါကျွန်တော်တို့တက်ခွဲကကိုပိုင်အမှတ်89539ဒုဥရာခံမှုခင်မောင်အေးနဲ့ជី4438ခွန်ဘုံမူးနေဝင်တန်းတို့အကြောင်းကိုပြောပြခြင်းလို့ပါတက်မှာသူတို့နှစ်ယောက်ပေါင်ပြီးအရန်လူပါဝါနေကြပါတယ်ရဲဘော်တွေရဲ့လာစာတွေကိုနှစ်ယောက်ပေါင်ပြီးစားနေကြပါတယ်ခွင့်မဲ့စစ်တီလာစာကိုဖျက်စားတာတက်တာဆိုင်နဲ့ကန်တင်းဆိုင်ကပတ်စံဖျက်တာကအစားပါတမှုကလည်းမသိကျင်အောင်စောင်းနေပါတယ် တက်ကတက်မှုခရော်ကလည်းစစ်တီတွေရဲ့မိမဖြစ်တဲ့ရဲမေတွေကိုအသေးခိုင်းနေပါတယ်။ဒီလိုကာလမှာတက်တွင်းစီလုံးညီညွတ်မှုရှိအောင်တိဆောက်ရမှာဖြစ်ပေမဲ့တက်တွင်းမှာလဲသလိုလှုပ်ရှားနေကြပါတယ်။ဒါကိုအားလုံးသိအောင်တင်ဆက်ပေးပါလို့ရည်သားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကို အများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်အောင်တဲ့ရဲမေတွေအနေနဲ့ ကျမတို့အစီအစဉ်မှာပါဝင်ခြင်း message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခုဒီမှာကျတို့ကြားတဲ့အတိုင်းပဲပေါ့နော်။ဒီဆက်လက်နဲ့ပစ္စည်းကောက်ဝေးတက်ကအခုဆိုရင်တို့အချင်းချင်းတောင်မှပြန်ပြေတော့မှပြင်းနေနေကြတာကိုတွေ့ရတာပဲဖြစ်ပါတယ်။စခွေးတက်တက်ရတော့သူတို့အောက်ခြေတက်သားတွေဒီခွင့်မပြေတော့မှပျောက်ဆုံးတာတွေမျိုးရှိတယ်ဆိုရင်စော်စော်လေးပျော်တယ်လို့ကျွန်တော်ကြားသိရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူတို့အဲ့လိုမျိုးပျောက်ဆုံးတဲ့စစ်တဲတွေကို ခွင့်မဲ့ဆိုပြီးတော့မှဒီအကြောင်းပြပြတော့မှသူတို့ရဲ့အကျိုးခံစားခွင့်တွေကိုရယူပြတော့မှာပေါ့နော်လှုပ်ရှားနေကြတာကိုကျွန်တော်တို့တွေ့ရတယ်ပဲဖြစ်ပါတယ်ဒီကြားထဲမှာပါသူတို့ရဲ့တမှုကတော်တို့ဒီအရာရှိကတော်တွေရယူနေပြတော့မှာအောက်ခြေကဒီစစ်တမင်းမတွေကိုပြန်ပြတော့မှာဖိနှိပ်နေကြတာကိုကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ကျတော့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါ့နော်ဟိုတလောကပဲနထိုးကြီးကနေပြီးတော့မှကျွန်တော်တို့တော်လိုင်းရဆူတွေရဲ့ချင်းမွှေးချုံခံခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းလိုက်ကိုပြောထက်သွားတဲ့တဲ့ရင်ကြောင့်တော်တော်လေးကိုကြေကွက်လောင်မြဲနေတဲ့ ပြောင်းကြီးတကောင်ရှိတာဖြစ်ပါတယ်ပြောင်းကြီးကနေပြီးတော့မှအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးကြေကွဲဆောင်ရပြောဆိုထားလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်မထိုးကြီးမှာခံရမှုကတော့ကွင်းမြင့်ကြီးမှာခံရတာပါကွင်းမြင့်ကြီးတကယ်ကိုပြက်ကွင်းကောင်းနော်အတကယ်ကိုကို့အတွက်စီရတာစီရတဲ့နေရာမှာခံရတယ်ဆိုတာကတော့တော်တော်လေးစစ်တပ်အနေနဲ့ပြန်လဲစဉ်းစားသုံးသပ်စရာတွေရှိနေပါပြီခင်ဗျာနော်ဆောက်သုံးမကြတာပါနော်အလုံးပေါင်းပေါ့နော်ဟိုကြာဆုံးဆိုလို့ရှိရင်လည်းအဲ့ဒီမှာအယောက်20ကျော်20ကျော်30နီးပါးထိ အားလုံးထိခိုက်သွားတယ်ပေါ့နော်ထိခိုက်နေလာကြရတယ်အဲ့တော့ဒီစစ်တီတွေအားလုံးမှာသူတို့မှာမိသားစုတွေရှိတယ်သူတို့မှာအိမ်မက်တွေရှိတယ်နော်သူတို့မှာဘဝတွေရှိတယ်ဘဝတွေအများကြီးအများကြီးစတဲ့လိုက်ရတယ်အခုအရှင်မိထားတဲ့သူတွေလည်းရှိတယ်ဇယ်မကောင်းစရာပါဒီနှထိုးကြီးဆိုတာကနေရာတိုင်းဟာတပုံနေမြေဖြစ်တယ်နော်နေရာတိုင်းဟာနေရာတိုင်းမှာလည်းဒီနေရာတိုင်းမှာနားတွေရှိတဲ့နေရာဖြစ်တယ်အဲ့တော့တကယ်တပုံနေကြီးဆိုးတဲ့အကြီးကတပုံနေအားလုံးက ချိတ်ဆက် contact တွေအရင်ကမိနေတဲ့အနေအားကိုဒါမျိုးရှင်းအောင်လဲတယ်လို့မျိုးတန်းစီပြီးတော့သွားတယ်ဆိုတော့ကဒီလိုဟာကိုတော့မရတော့လဘခောက်မရတော့ဘလို့များဘလို့စိတ်ကူးမျိုးနဲ့များသွားလိုက်တာလေပေါ့ဗျာနော်ဒါမျိုးခံရတာကြီးကတော့ပိတ်ခါကြတာနံပါတ်1ချက်ပေါ့ဗျာနော်စစ်တီတွေအတွက်ရမ်းကိုဝမ်းနေရတယ်နော်အရန်ကိုရေခွေရတယ်တော်တော်လည်းစစ်သားဆိုတော့လေဒါစစ်သားရဲ့အလုပ်ကဒါ part of job ပေါ့ဗျာနော်သူရဲ့အလုပ်ရဲ့စိတ်ပိုင်းတစ်ခုပေါ့တအားနားလေပြင်မဲ့လေ ကိုယ့်ရဲ့သုံးမကြမှုစီမံခန့်ခွဲမှုဉာဏ်ဖြင်းမှုကြောင့်ဒါမျိုးဖြစ်ရတာကတော့ညင်းလို့မရဘူးဗျာနော်။ဟွန်းအဲ့တော့ဒီနှစ်ထိုးကြီးမှာဖြစ်သွားတဲ့ပုံစံအရဆိုလို့ရှိရင်ကိုယ့်ရဲ့ဘယူဟာညံ့နေညံ့ညံ့ဖြင်းမှုတွေပါပဲ။ဒီနောက်ထိတပုံကြီးဆိုတဲ့အရာမှာသွားပြီးရှင်းအောင်လဲသွင်းနေသွားတယ်ပေါ့နော်။အဲဒါကလည်းတခုပြောစရာဖြစ်တယ်။အဲ့တော့နှစ်ထိုးကြီးကိုအင်းအားလည်းနေအောင်လဲသွားတယ်လို့ကြားသိရတယ်ပေါ့နော်။အဲ့တော့ဟိုပုံစံပြက်စီးပြီးတော့ တက်မလို့ရွတ်ပြက်စင်းပြက်ကိုဖြစ်သွားတာပေါ့နော်စစ်တပ်ပါတိတ်ခါကြာသွားတော့အဲ့တော့ဒီနထိုးကြီးဖြစ်စင်မှာအမှန်တကယ်လောက်အောင်ပုံစံတွေကဒီနောက်ပြာကွေးမြင့်ကြီးကွေးမြင့်ကြီးဆိုတဲ့နေရာလျှောက်ကတော့ဒါကိုလူကိုကိုမတမျောတာလည်းပါတာဆိုလိုချင်တာကဒီလောက်ဒီစခန်းသွားပြီးရေနော်ဒီလိုမျိုးပေါ့ဟိုစစ်တောင်းထိုးသွားပြီးဆိုရအောင်မှာအာဒီဘောဘောမစလို့ရှိရင်လေချောင်းပစ်ကိုလေချောင်းပစ်ကိုဆိုတာခင်ဗျားတို့ဒီ jet fighter တွေကတကယ်မကြောက်ဘူးခင်ဗျားတို့တကယ်တမ်းကြောက်တာကနော် helicopter တွေပေါ့ဗျာနော်တကယ်ဒီရုပ်စိုးကြီးတွေကိုကြောက်တာ နော်ဝိုင်ပွဲတွေကိုကြောက်တာဂျက်ဖိုက်တာကိုသူတို့တိတ်မကြောက်ကြဘူးအဲ့တော့ဘလို့မှခံရစရာမဟုတ်တဲ့နေရာဘလို့မှမဖြစ်သင့်တဲ့နေရာမှာခံလိုက်ရတယ်ဆိုတာကတော့ခင်ဗျားတို့ရဲ့ဉာဏ်ပြင်းမှုပါပဲခင်ဗျားတို့ဉာဏ်ပြင်းတယ်လို့တက်မတော့တိတ်ခါကြတယ်တက်မတော့အားပေးထောက်ခံတဲ့သူတွေအနှိမ့်ဘက်ကနေအခုရောက်သွားတယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောမှာဆိုရှင်တော့တောက်ချက်ကွဲတယ်ပေါ့ဗျာနော် ကျောင်းကြရတော့ဝင်ခံလိုက်ပြီနော်အခုဆိုရင်တို့ရဲ့ဒီတိုက်တန်းရှုံးတဲ့ဗီဒီယိုကကျွန်တော်ထုတ်ကြည့်ဖြစ်စင်မှာကျွန်တော်မိဘပြည်သူတွေရဲ့ဒီတရားဝင်ကြို့ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တည်ဆုံဆဲနေနဲ့အကောင်ကြီးအကောင်သေးတွေကိုဖမ်းဆီးမိတဲ့ကြောင်းတွေကြားသိရတာပြမတို့တို့ဘောမေကွာတော့တောက်ရှစ်ခွဲခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီထက်ပိုပြမအဆိုးလာအောင်ပါပေါ့နော်ပြည်သူကကနေပြမအခုဆိုရင် ဒီစကောင်စီသတားတွေကလင်းဝင်လာဖို့ပြောဆိုနေတဲ့အချိန်မှာလက်မခံမနဲ့ဒီလိုမျိုးဆက်ပြီးတော့မှမယူဆန်ပြီးမျောလိုက်လဲအောင်မှာပဲနေချင်တယ်ဆိုရင်တော့ဒီလိုဘက်ကနေပြီးတော့မှပေါ့နော်အပြတ်ချေမှုတုတ်တင်ရမှာပဲဖြစ်ပါတယ်စကောင်စီတဖွဲ့ဝင်တွေရဲ့နေကုန်းချိုးအနေနဲ့ကတော့ကျွန်တော်ရှိမှပြောခဲ့သလိုပဲဒီနေ့ထဲမှာပဲအခုဆိုရင်တဖြည်းဖြည်းလာနေတာဖြစ်ပြီးတော့မှမကြာခင်မှာတော့ကျွန်တော်တပေါင်းစုကြီးတစ်ခုအတွင်နဲ့နေပြီးတော့ထစ်တိမ်ဖို့ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတဖွဲ့ဝင်တွေပူတူမနေပြီးတော့မှဒီတော့တက်တက်ခိုင်ရပါဝင်ဂျာနယ်ဒီပါတီကောင်းဆောင်တွေပေါ့နော်ဘယ်လိုမျိုးပြောဆိုဆုံးမထားလဲဆိုတော့ကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင် အဲတမနာလောင်းလေးလောင်းဖက်ရဖြစ်တဲ့အတွက်သူတို့ရဲ့ဖြစ်တည်မှုတွေအဲနေ့စဉ်အသေးအဖွဲကိစ္စလေးကစကျွန်တော်တို့လူတို့ရဲ့နှလုံးသားထဲမှာရောက်နေပို့လို့ပါတာပေါ့နော်ဆိုတော့ဒေါက်တာခိုင်ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့အာဟာကျွန်တော်တို့ရင်းစကားလေးတစ်ခုရှိရဲတာတိမကောင်မိပါကောင်းနဲ့နော်ဒေါင်းစားစုကြည်ဆိုလို့ရှိရင်လည်းအာသူသားဒီအလက်ဇန်ဒားအင်ရက်နဲ့ပတ်သက်လို့ကျွန်တော်တို့ဝေဖန်ထောက်ပြမှုတွေလုပ်ရတယ်လုပ်ကြတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ဝေဖန်ထောက်ပြရတယ်ဆိုတော့အမှန်တရားပြောရမယ်ဆိုရင်လည်းအာဒေါက်တာတက်အဲဒေါက်တာတက်ခိုင်ပေါ့နော်လက်ရှိမှာအဲတမနာလောင်းဒေါက်တာတက်ခိုင်တမီးရဲ့ဒီတမနာလောင်းရတယ်နော်သူ့ရဲ့ဖြစ်တည်မှုက ဟာကျွန်မတို့မြန်မာရင်ချင်းမှုအတိုင်းဝိုင်းနေကျွန်မတို့မြန်မာမျိုးလုံးနေကြတော့နည်းနည်းဆက်ကျင်ပဲဖြစ်နေတယ်ပေါ့နော်ဆိုတော့နောက်တစ်ချိန်မှာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်မယ်ခေါင်းဆောင်တက်အောင်အနေနဲ့ကအခုချိန်ထဲကကြိုတင်ပြီးတော့ဟောပါဒီဘက်ကိစ္စလေးอ่ะစာခင်းဆိုင်ဖို့လိုအပ်တာပေါ့။နောက်ကျတော့နင်တို့နိုင်ငံရဲ့ကောင်းဆောင်ရဲ့တမိယာစီနိုင်ငံကောင်းဆောင်တီတမရဆိုလို့ရှိရင်ဒါနိုင်ငံရဲ့ဖခင်။အမျိုးသမီးတမရဖြစ်မဲ့တော့ဒါနိုင်ငံမိခင်။နိုင်ငံမိခင်တယောက်ရဲ့တိုးတဲ့ဆုံးမမှုအောက်ကဘလို့ရှိလဲဆိုရင်ပုံရိပ်ကိုထိခိုက်စေတာပေါ့နော်။ သူများလက်ညှိုးထိုးကြဖြစ်တာပေါ့နော်ဆိုတော့ကဒီအချက်လေးတွေကိုဒါယခုချိန်တည်းကထိန်းသိမ်းတည်တည်ကြက်ကြက်မတ်မတ်လုပ်မယ်ဆိုလို့ရှိရင်တော့ဟောဒီဥပုပ်ကိုကြီးတို့ဒေါက်တာအိမ်မောင်တို့တက်စားလို့ရှိရင်တော့ဒေါက်တာသက်သက်ခါရဲ့စကားဒီဒေါက်တာသက်သက်ခါရဲ့ဖြစ်တယ်မူကဒီကျွန်တော်ပြည်သူရင်မထင်ဘူးပုံရောက်တယ်လို့ဆိုလို့ရအောင်ပေါ့ဒါမဲ့ဒီကိစ္စမှာဒီဒေါက်တာအိမ်မောင်ရင်အင်တာဗျူးပြောဆိုမှုမှာကတိုင်းသားလက်နက်ကိုင်းနေတဲ့သူတို့လိုချင်တာကိုမလုံပေးပြီးအပေးယူလုပ်ရမယ်ဆိုတဲ့စကားကြတော့လက်ခံပေးလို့မရဘူးလက်ရှိကျွန်တော်တက်ချောက်ရဲ့နိုင်ငံရေးခရီးကုန်ကမြန်မာနိုင်ငံရဲ့ထာဝရငြိမ်းချမ်းရေးရလို့ရှိရင် တက်မတော်ကနိုင်ငံရေးအားအပြည့်ထွက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်။ဆိုတော့ကျွန်တော်ကရရနော်မြောက်လာရတော့ SNC နော် SNC ဆိုတာကထာဝရအပြစ်ခတ်ရစက်နိုင်အောင်ယာယီသဘောအဖြစ်ပထမအခြေအနေဖြစ်တယ်။ဒီပထမအခြေအနေကိုအောင်မြင်ခဲ့လို့ရှိရင်မြန်မာနိုင်ငံမှာထာဝရငြိမ်းချမ်းရေးရအောင်လှုပ်ဆောင်နိုင်မယ်လို့ရှိရင်တက်တော်မှာ25ရာခိုင်နှုန်းကလှုပ်တော်ကနေဖွင့်မယ်ဆိုတဲ့နိုင်ငံရေးကိစ္စကိုပေးပြီးသား။ဒီဘောမာတွေပြပြနေတဲ့ဒေါက်တာအေးမောင်တို့ဒီတက်တခိုင်တို့ဟာဆိုရင်တို့တို့တမရအလောင်းလျာဖြစ်ပေါ့နော်ဆင်းသွင်းပြီဆိုကြတဲ့ကောကတို့တို့ဒါတမရ ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့အတိုင်းပြတော့ဒီထက်ပိုမှားခွေးဘွားရောက်မှာပဲဖြစ်ပါတယ်။နောက်ကြောင့်မလို့ကျွန်တော်တို့ဘက်ကနေပြန်မှခုဆိုရင်တော်လိုင်းကိုအောင်မြင်ဖို့ပေါ့နော်။စူးစမ်းနေကြတာမို့လို့ဖြီးသူတည်းအလုံးပုံဖို့လုံနေတာပဲဖြစ်ပါတယ်။ဒီပူသူမှပြောပုံရတော့တိတိခိုင်တာသူတမရဖြစ်လာခဲ့မယ်ဆိုရင်ပေါ့နော်။ဒီသူ့ရဲ့တမီးကိုပြန်ပြန်မှတေချာလေးဆုံးမဖို့တုံတင်ပြောဆိုထားတာပဲဖြစ်ပါတယ်။ပူသူမှကနေပြန်မှသူကိုယ်တိုင်တောင်မှလွတ်တော်တဲ့ဝင်ဖို့ဆုံးဖြတ်နေတယ်လို့ကျွန်တော်ကြားသိရတာပဲပြန်မှ ဒီမြောက်လိုက်တော့ခင်မှာတော့ဒီဘောမတွေနဲ့ပေါ့နော်တခြားဒီစစ်လော်ဘီတွေတောင်မှတမရာထိတသိမ်းနိုင်တဲ့အခြေအနေကိုကျွန်တော်ခုဆိုရင်မြေဝါထိနေတွေ့နေရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမရဲ့ခွက်ပဲအရေးချုံတင်ကောင်းငပောက်ကိုကျွန်တော်တော်လိုင်းဦးလေးရနေပြီမှာပေါ့နော်ဘယ်လိုပြောဆိုဆုံးမထားလဲဆိုတာတစ်ချက်တော့ကြည့်လိုက်ရအောင်နော်ဒီကောင်ပောက်ကိုတော့မင်းရပါ PDF ကလေးတွေကတော့နောက်ကင်မှာစုနေတယ်မင်းတို့ကတော့နောက်ကြရင်တော့တောင်မှာလှုပ်လက်ခွေးလို့ဖြစ်မယ် အခုမင်းရဲ့ပြည်သူစစ်တရဘာဖြစ်လို့ဈေးဥရောက်နေလဲပါဘူးလားပောက်ကူတော့ဟုတ်တယ်နော်ဘာလဲတရားကိုဘလောက်လိုက်ပြီးတော့ဟိုထမင်းဖိုးပေးနေရလဲလို့ပတ်ဆိုင်ကလေးတွေမင်းအဲ့တော့ဝတ်တတ်နိုင်ပါမယ်ဟာပြည်သူစစ်တရအောင်နဲ့မင်းကမြေွက်တွေပေးတာမင်းမင်းကြက်မတော်သားတော့ပို့ပေးမှာပေါ့တဲ့ပေးမှာပေါ့မင်းအောင်လိုက်မင်းကိုမြေွက်တွေအများကြီးပေးလိမ့်မယ်အမစောင့်နေမြေွက်တွေမင်းအောင်လိုက်မှာပေးနိုင်မလားမင်းအောင်လိုက်ပဲသင်္ကြန်ကုန်းသွားမှာလားဆိုတာစောင့်ကြည့်လိုက်ဦး အချိန်တိုင်လေးမင်းအဖြေပေါ်လာလိမ့်မယ်မင်းတို့ကြိုက်တယ်လို့ပြောပောက်ကိုတော့မင်းတို့စောက်ကူမဆိုင်လို့လက်နဲ့မရှိတော့ထပြီးတော့လှုပ်ခဲတာအခုလက်နဲ့လည်းတင်းတော့ရပြီဆိုတော့မင်းတို့ကောင်မျိုးတွေစောက်ကူဆိုင်ကြပါလားလေရင်သာမသုံးကြည့်ပါလားမင်းတို့တက်မတော်သားဟိုအဝစီဂျိုးကသွားပြီဘာလို့လို့ရမှာလဲမင်းတို့ကဲဒါတော့ကျွန်တော်တော်လန်ဦးလေးကနေမင်းတို့ပါပါနော် PDF တွေကိုဒီအရင်အာချောင်းနေတဲ့ ငါပေါ့ကိုပြန်ပြီးတော့မှဆုံးမပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီကောင်တွေကတော့ဆက်ချုံးပြီဆိုတာနဲ့အဲ့လိုမျိုးအကွက်တွေကိုပြန်ပြီးတော့မှသုံးနေတာပေါ့နော်။ငါပေါ့တော်မှသူ့ရဲ့ဒီတသားတွေဟုတ်ဆိုရင်ရှေ့တန်းစမြေပြည်မှာဝန်နာချိုးကနဲ့ပြန်ပြီးတော့မှပြန်လာလို့စေုံမှာသူ့ကိုယ်တိုင်ကြက်မှတ်ပြီးတော့မှသွားနေရတယ်လို့ကြိုးကြားတရတာပဲဖြစ်ပါတယ်။ငါပေါ့အနေနဲ့ဒီလိုမျိုးဆက်ပြီးတော့မှဒီသူ့နဲ့တဝိုင်းမှာပေါ့နော်။အာချောင်းနေဦးမယ်ဆိုတော့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေရရှင်းပြချုံခိုင်းမှာပြန်ပြီးတော့မှကြာခင်မှာတော့သူ့ရဲ့ဒီ ညောစာဖြစ်တဲ့တရင်ကိုပြီးသူတွေတရင်ကောင်းချဖို့ရှိနေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးဒီမောပတာအိုးစုတွေကနေပြီးတော့မှပြီးသူလူထုကိုအစိပ်ပင်ရေလောင်းပြီးတော့မှတိုက်နေတာဟုတ်ပါဘောနော်။ကျတို့ဒီတော်လိုင်းရေးနဲ့သာသနာကိုညင်ွမ်းစေတာပြီးတော့မှကျတို့ဘက်ကနေပြီးတော့မှအသစ်တဖန်ပြန်ပြီးတော့မှစီချောရမယ်အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေတဲ့ဆရာနာရှင်တွေရဲ့တွင်ပြင်းစရိုက်နဲ့လက်သုံးစကားတွေကိုကျွန်တော်တို့တော်လံပြည်သူတို့ကနေပြီးတော့မှမိဘပြည်သူတွေသိအောင်ဒီပေးပြောဆိုထားတဲ့ဟာလေကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်နော်ကျွန်တော်ရဲ့ဗီဒီယိုဒီမှာဒီ လာပြီးတော့ဒီကောင်းမဲ့လာရေးတဲ့လူတွေတော်တော်ရှိတယ်ပေါ့နော်။အာနာရှင်ဆောင်ပါလေပြောပြောချင်တာလေ။ဘသူအာနာရှင်လို့ခေါ်တာလဲ။အဲ့လိုမျိုးပေါ့နော်။ဆိုတော့ဒီဒီမင်းတဲ့လူကပြောကြတော့အာနာရှင်ကိုမသိလို့မဟုတ်ဘူး။အာနာရှင်ကိုသိတယ်။သိသိနဲ့ရွဲ့တာပေါ့နော်။မင်းပြောတဲ့အာနာဘောမားတွေပါနော်။အဲ့လိုမျိုး။ဆိုတော့သူကတော့အာနာရှင်ကိုပဲအာနာရှင်လို့ခေါ်တာပဲကြိုက်နေတယ်လေ။ဘာဖြစ်လို့လဲဆိုတော့သူကဒီအာနာရှင်စပြီးတော့ဖြစ်တည်တာလေ။သူကဘောတယ်ကောင်းစားတယ်လေ။ဟုတ်တယ်လား။ကျွန်တော်တက်တော့ပြမှာတော့ဒီရေကုန်အထွက်ဒီရေကုန်ဒီအဝေးပြေးလိုက်မှာပေါ့အထွက်ပထမဆုံးအထွက်ခေတ်က ဒီစစ်သားလေးတွေရဲဘော်လေးတွေဒီရဲရဲသားလေးတွေလယ်ဘေးတွေလက်ချောင်းလေးလယ်ဘေးတွေလက်တွေကိုချက်သွားချစ်ကြည့်လိုက်နေဘူးပြောင်ပြောင်ကြီးထဲမှာရွှေဆွဲကြိုးကြီးနဲ့လက်တော်ကိုဝတ်ထားတာဟန်ချင်းနဲ့ကြီးကြီးတွေပဲရဲဝတ်ထားကြသူလက်စုတွေကသူတို့အသားနဲ့မဲတူပြီးတော့အဲ့ရှင်ရွှေဝတ်ထားတဲ့ရွှေတွေကပြင်းပြင်းပြက်နေဆိုတော့အများသိတာလည်းထင်ရှားတယ်ပြောရမယ်ဆိုရင်လာစားတော့နတ်မှမရတဲ့ကောင်တွေကဆွဲကြိုးအကြီးကြီးတွေဟန်ချင်းကြီးတွေလက်စုကြီးတွေဘယ်ကရတာဒါအာနာရှင်ရဲ့မေးရပါတော့အဲ့ဒါဟုတ်တယ်လားအားကြောင့်ဒါဒါဒါဥမာပြောပြတယ် သူတို့ရဲ့သူနဲ့တက်ဆိုင်ရာဒီဌာနဆိုင်ရာဝင်တဲ့အကုန်လုံးကသူနီးသူဟန်နဲ့ပြည်သူတွေစီကကောင်းမှုဖြတ်ပြီးတော့တနည်းနည်းပါဝါအာဏာပြပြီးတော့မတရားကောင်းမှုဖြတ်ငွေညစ်တောင်းစားနေတော့သူတို့ဘဝတွေဆုပ်ပြေတယ်ဗျသူတို့ရဲ့မိသားစုဘဝတွေဆုပ်ပြေတယ်ပြီးတော့သူအိမ်ရအများကြတယ်အဲစင်စစ်မခံအောင်အေးစစ်စစ်သူအေးရအားကြောင့်သူကအာဏာရှင်ကိုမမြင်ကြဘူးဆိုတော့အာဏာရှင်ဆုံးနေဆိုတော့ဘာကိုပြောချင်တာလဲအဲ့လိုမျိုးကျတော့လာပြီးတော့မိကုန်ပြန်ထုတ်တာပေါ့ဗျာ ဆိုတော့သူတို့ဘဝကိုစုတည်နေတော့တကူစာမိသားစုသူတို့မိသားစုသူတို့နဲ့သက်ဆိုင်တဲ့တိုင်းဝိုင်းနဲ့ဆင်ပြေနေတော့အာနာရှင်တို့ကအာနာရှင်လို့တော့မသိတော့ဒီလိုမျိုးတခင်အားရဂျုံဘာဝအဖွဲ့တွေကိုကျွန်တော်ကစကလုံးလက်လာနေတုံးပြီးတော့ချီးမြှင့်ခြင်းတို့သူတို့ဘလို့ချီးမြှင့်ကြတာလဲဆိုတော့ဒီအာနာရှင်လက်ပါစီအာနာရှင်နောက်လိုက်တွေကဘာနဲ့တူတယ်လဲဆိုတော့ကျွန်တော်တို့ဒီချီးပုံတွေကချီးနောက်နဲ့တူတယ်မန္တာပေါ့ဒီချီးပုံနဲ့ချီးလောက်တယ်ဟာချီးပုံမှာမွေးလာတယ်ချီးပုံမှာအင်တောင်ကျတယ်ချီးပုံမှာတည်သွားတယ်တည်သွားတဲ့အထိလေသူတို့ကချီးပုံဒီဟာကြီးကချီးပုံဆိုတာသူတို့မသိသွားဘူ ဆိုသူတို့ကလည်းမသိနိုင်တဲ့ညာဆောဆာမရှိခဲ့မရှိဘူးသူတို့ကတာယာတယ်ချီးကုန်ထဲမှာတာယာတယ်ဆိုပြီးရလို့သူတို့ကထင်တယ်အဲ့လိုပဲအာနာရှင်နောက်လိုက်လက်ပါစီရတယ်အဲ့ဒီတိုင်းပဲသူတို့ကဆိုပြီးတာယာတဲ့ခါကျတော့အာနာရှင်ကသူတို့ကကုန်သွေးဆုံးတယ်သူတို့မသိဘူးသူတို့ကတဆင်ပြည်သူတွေကိုသွေးဆုံးရတယ်သူတို့ကပြောတယ်ဆိုတော့ကျွန်တော်ကဒီအာနာရှင်နောက်လိုက်တယ်လို့ချီးကုန်ထဲကချီးရောက်တယ်လို့ပြောခြင်းဒါတော့ကျတော့တော်လန်ပြည်သူတို့ကနေပြောမှာပါနော်ဆီယနာရှင်တွေနဲ့ပူပေါင်းပြောမှာပြည်သူလူထုတွေဆီယနာကိုသွေးဆုံနေကြတဲ့ စင်နာရှင်လောင်းလေးတွေကိုပြန်ပြီးတော့မှဆုံးမတုံတင်ထားတာပဲဖြစ်ပါတယ်။ကျွန်တော်အဲ့လိုမျိုးလူစားတွေကိုပေါ့နော်အခုဆိုရင်ဒီစစ်တပ်တောက်တိုင်ဖြစ်တိမပြူထားကြတာဖြစ်ပြီးတော့မှဒီကောင်တွေကကျွန်တော်ပြည်သူလူထုတွေကိုပေါ်တာဆွဲတဲ့နေရာမှာလဲအဓိကချိုးကင်သူတွေဖြစ်နေပါဖြစ်ပါတယ်။အခုဆိုရင်အုပ်ကြီးနဲ့တခြားတဲ့ယာယီမှုစိန်မှုတွေကဆားလို့ပြည်သူတွေဆေးရနေမတရားကောက်ကျက်ပြီးတော့မှပေါ့နော်ရယူထားတဲ့ငွေတွေကြောင့်တိုင်တွေဆောက်ကားတွေပိုင်ပြီးတော့မှအခုဆိုရင်သူတို့ ကြည်ကြည်တဲ့ချမ်းသာနေကြတယ်လို့ကျတို့ကြားသိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးကောင်တွေကတော့မြောက်လိုက်အာနာတစ်ဆိုးရှိလေပိုပြမချက်လေပိုပြမပါနော်အခုဆိုရင်မြေပါပြည်သူတွေဆီကနေစစ်ကြေးကောက်လိုက်အခုဆိုရင်စစ်မှုထမ်းဥပဒေနဲ့ပြန်ပြီးတော့မှအသုံးချပြီးတော့မှငွေကြေးတွေအတင်းနဲ့မှကောက်ခံနေတယ်လို့ကျတို့ကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့ပြည်သူတရားလုံးအားနေပြီးတော့မှဒေတာလိုင်းမှာဘာကြောင့်ပေါ့နော်တထဲဝင်နဲ့ပူပေါင်းပေါ်တင်နေလဲဆိုတာကိုသိရှိရတာပဲပြီးတော့မှဒီတော်လိုင်းရင်းထဲမှာလဲကျတို့တော်လိုင်းရာဆွေတွေနဲ့ပူပေါင်းပြီးတော့မှစစ်ကောင်စီနဲ့သူတို့ပေါင်းပါတဲ့ဆိုတော့တိုက်ထုတ်လိုက်မယ်ဆိုတော့မြေပါပြည်သူတွေလိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီအစမှကိုရရှိမယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စအောင်ကြည့်ရှုပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြွမှာချင်တဲ့ပြည့်စုံပြီးတော့မှဒါရဲ channel ညလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။